A triangle has vertex ABS ဒီကတကူမှာ A မှတ်ကဲ B မှတ်ကဲ C မှတ်ကဲဆိုပြီးတော့အမှတ်သုံးမှတ်ရှိပါတယ်အဲ့လိုじゃပုံလေးကိုရေးဆွဲလိုက်မယ်ဒီကလည်းပုံလေးဆွဲလိုက်တယ်ဒီကဒီကတကူမှာ A မှတ်ကဲ B မှတ်ကဲ C မှတ်ကဲဆိုပြီးတော့အစွမ်းကသုံးခုရှိပါတယ် point ဒီဟာ line ရှိတယ် point ဒီဟာ line ရှိပါတယ် on the side AB အနာ AB ပေါ်မှာ on the side AB ဖြစ်တယ်အနာ AB ပေါ်မှာတည်ရှိပါလေ point D ဆိုတဲ့အမှတ်ကလေးအားဇာတို့ AD ဆိုတဲ့ပေါ်မှာတည်ရှိတယ် AB ဆိုတဲ့အနားပေါ်မှာတည်ရှိတယ်အဲဘလိုပုံစံမျိုးတွေတည်ရှိပြီလဲဆိုလို့ရှိရင် AD ratio DB အတွက်ဒီ1 ratio ကိုပုံစံနေတဲ့သူဆို AD ratio DB ဒီကွက်ဒီ1 ratio ပြီဆိုတော့ AD ratio က AD က1 AD ratio DB DB ကဘာဖြစ်လဲဆိုရင် K ဒီပုံစံလေးကဘာဖြစ်လဲဆိုရင်ရှိနေတယ်ညတဲ့ဘက်ကနော် It triangle has parties A B and C. နော်သူကဒီကမှာဆိုလို့ရှိရင် A B C ရဆိုတော့ အနာသုံးနာရှိပါတယ်နော်အစွမ်းမတ်သုံးခုရှိပါတယ် point D ရာ line ဒီရှိပါတယ် point D ရာ line ဒီရှိတယ် on the side AB အနာ AB ပေါ်မှာ point D ရာဒီရှိတယ်ဘယ်လိုပုံစံနဲ့ဒီရှိမယ်ဆိုလို့ရှိရင် and AD ratio DB equal to 1 ratio K ပုံစံ AD ratio DB ရာ1 ratio K ပုံစံနဲ့ဒီရှိရှိတယ်အမှတ်ရ5 CD ဘတ်တာ CD ကိုရှာပြရမယ် ဘတာစီဒီကိုရှာပေးပါဆိုတော့ဆရာဒီကောင်လေးကိုဒီလိုလုပ်လိုက်ဘတာစီဒီကိုရှာပေးရမယ်အင်တန်ဆော့ဖြည့်ရဲပါပါပါအောင်လေဒီကေပါကေပါနဲ့ဘတာစီဒီကိုရှာပေးရအဲ့ဆရာတို့ဘတာတွေမှာရှိရထရိုင်ဂယ်ရူရာအဲ့ဒီ ABC ဆိုပါဘူး ဘတာအေဘီယိုလိုဂျီအေကနေစပြီးတော့ဒီမှာဆုံးတဲ့ကောင်ကိုလိုချင်လို့ရှိရင်ဘတာ AC နဲ့ဘတာ CB နဲ့ကိုဘာလို့ပြရမလဲဆိုရင်ပေါင်းပြရနော်အဲ့တော့ဘတာ DF ကိုလိုချင်လို့ရှိရင်အဲ့တော့ဒီကနေစရဲ F မှာဆုံးတယ် DF ကိုလိုချင်လို့ရှိရင် ကျွန်တော်ဘာနဲ့ဒေဗတာနဲ့ဒေဗတာနဲ့ပေါင်းပြရမယ်လို့ရှိရင် DF ကိုလို့ကျလို့ရှိရင် DE ဆိုတဲ့ဘတာရယ် EF ဆိုတဲ့ဘတာရယ်ကိုပေါင်းပြရမယ်။အခုဆရာတို့လိုချင်တာကဘာလို့လိုချင်လဲဆိုရင်ဘတာ CD ကိုလိုချင်တာ။ CD နဲ့စပြီးတော့ဒီမှာဆုံးတဲ့ဘတာကိုလိုချင်ဒေဗတာနှစ်ခုကိုပေါင်းပြမယ်ဆိုဘတာ CB နဲ့ဘတာ DD ကိုပေါင်းပြရမယ်။ဒါမှမဟုတ်လို့ရှိရင်ဒီလိုပတ်ရပဲမပတ်လို့ရှိရင်ဘတာ CD ကိုလိုချင်စီရနဲ့စပြီးတော့ဒီမှာသုံးတဲ့ဘတာကိုလိုချင်ဘတာ CA နဲ့ဗတာ CD ကိုဘာလို့ပြီးလဲ။ဆရာဆရာဗတာ CA နဲ့ဗတာ AD ကိုဘာလို့လဲ။ဟုတ်ပြီနော်။အပေါင်းကြီးပေးကြတဲ့ဘာတက်တွေကိုအရင်ပြီးလိုက်မယ်။တရား1 1 2ဒီရကြတော့ပေါပေါရကြတော့ဝါစစ်ဟုတ်ပြီသူရှာခိုင်းတာနံပါတ်1ကပါဦးရှာခိုင်းတဲ့သူရှိရင် ။ဒါပေမဲ့အဲတော့ပေါ့ဆို။ဒီရှိဒီရှိပါလား။ဒီမီရေရှိုးဘယ်ဘာလို့ရှိလဲ။တော့ file CD ကိုဘာလို့နိုင်လဲဆိုရင်ရှာဟိုင်းတယ်။ CD ဘတ်တာကိုရှာဟိုင်းတယ်။ CD ဘတ်တာဆိုတာကဟုတ်တယ်ဆိုတာ CD ဘတ်တာကိုလို့ရှိရင် C နဲ့စပြီးဒီမှာသုံးတဲ့ဘတ်တာကိုလို့ရှိရင် CD ဘတ်တာနဲ့ ် BD ဘတာပေါင်းကျင်ပေါင်းဒါမှမဟုတ်လို့ရှိရင် CA ဘတာနဲ့ AD ဘတာကိုပေါင်းကျင်ပေါင်းကြာ CA ဘတာနဲ့ AD ဘတာကိုပေါင်းလိုက် CA ဘတာနဲ့ AD ဘတာကိုပေါင်းလိုက် CA ဘတာနဲ့ AD ဘတာကိုပေါင်းလိုက် CA ဘတာကတော့ CA ဘတာပဲပေါ့ကွာ AD ဘတာ AD ဘတာဆိုတာက AD ဆိုတာအော်1ရှိတယ်1ဆိုတာက AB တစ်ခုလုံးရဲ့ဒဘုံဖြစ်เนาะကျတော့ AD ပတာက1ရှိတယ်1ဆိုတာက AD ပတာ1ဆိုတာက AB ပတာကြီးတစ်ခုလုံးရဲ့ဒဘုံဖြစ်ပုံစံလေးဖြစ်သွား AB ပတာပါ AB ပတာဒီကွက်တူ AD ပတာလေးကဘယ်လောက်လဲဆိုရင်1 AB ပတာကြီးတစ်ခုလုံးကဘာဖြစ်မလဲဆိုရင်1 plus ဟုတ်ပါဘူးအဲ့တော့ AD ပဒါလေးကိုလိုချင် AD ပဒါ equal to 1 by 1 plus D AB ပဒါကဘာလို့လဲမသိဘူးဘာလဲအဲ့တော့ AD ပဒါနေရာမှာ1 by 1 plus D into AB ပဒါဆိုပြီးတော့စားထုတ်လိုက်ဟုတ်တော့နော်ကျွန်တော်ကမယ်ဒါ AD ပဒါဆိုတာက1ရှိတယ်1ဆိုတာက AB ပဒါကြီးတစ်ခုလုံးရဲ့တပုံဖြစ်တယ် AB ပဒါက by AB ပဒါ AB ဘတာက1ရှိတယ်အဲ့ဒီ1ဆိုတာက AB ဘတာကြီးတစ်ခုလုံးရဲ့တပုံဖြစ်တယ် AB ဘတာဆိုတာကကျတော့1နဲ့ K နဲ့ပေါင်းတာ1 plus အဲ့ပါကျတော့ AB ဘတာလို့ကြည် AB ဘတာကြီးကဒီမှာအဲ့တော့ AB ဘတာနေရာမှာဒီပေါက်ကိုစားဖို့ဒီပလက်1 1 plus K AB နားလည်မလားအဲ့တော့ CA ဘတာဆိုတာက ဆရာတို့တည်နေတဲ့အတိုင်း UE ဗတာတွေကနေပြီးတော့ကိုစုဗတာကိုဘာလို့မှလဲဆိုတော့ဟုတ်ပါဘူးဗလာဝမ်မိုင်ဝမ်ပလက်ကီ AB ဗတာဆိုတာက OB ဗတာတွေကနေပြီးတော့ UE ဗတာကိုဆရာတို့ဘာလို့မှလဲဆိုတော့ဟုတ်ပါဘူး OE ဗတာ OE ဗတာကိုဆရာဒီတိုင်းမျိုးကြည့်လိုက်တော့လေ112 112 we'll see what I'll do on that. One by one, plucky. OB 442. 442. Minor. OA 112. 112. ်ကောင်းလေးရှင်းရအောင်ဆရာဒီမှာဒီလိုက်တော့ CD ဘတာ equal to ဆရာတို့1 2ဆိုတော့ -1 -1 ဆိုတော့1 -1 ဆိုတော့0 2 6ဆိုတော့ -4 ဟုတ်လား 1 by 1 plus t ဒီမှာက4 minus 1ဆိုတော့3 4 minus 1ဆိုတော့3 2 minus 2ဆိုတော့ဘာဖြစ်လဲဒီ0ဟုတ်ပြီအဲ့တော့ CD ဘက်တာလေးကိုဘက်တာပုံနဲ့တိတိချာချာအထာကျတော့အောင်လို့ဒီနှစ်ခုကိုဆရာဘာလို့လိုက်လဲဆိုရင်ပေါင်းလိုက်မယ်ပေါင်းလိုက်တဲ့အခါမှာ -1 ူနဲ့သူနဲ့မြောက်မယ်ဆိုရင်3 by 1 plus minus 1 plus 3 by 1 plus မကူရမယ်နောက်တစ်ခု0နဲ့ဒေါ်နဲ့ပေါင်းမယ်ဒေါ်နဲ့ဒေါ်နဲ့မြောက်3 by 1 plus 3 by 1 plus ဒီနဲ့0နဲ့ပေါင်းမယ်ဆိုလို့ရှိရင်3 by 1 plus နောက်တစ်ခု minus 1နဲ့ ီကောင်နဲ့ပေါင်းမယ်ဒီကောင်နဲ့0နဲ့ပေါင်း0ပဲရမယ်ဆိုရင်0နဲ့ -4 နဲ့ပေါင်းမယ်ဆိုရင် -4 ဒါက CD ပတ်တာလို့အဲ့ဒီနမိတ်အေးဒါနော်ဟုတ်ပြီအဲ့နမိတ်အေးလေးရသွားပြီဆိုရင်ဆက်လို့ဘောင်ရှာမယ်ဆိုလို့ရှိရင်နမိတ် B လေးကိုဒါမတ်ဘီလေးကိုရှာမယ်။နံပါတ်ဘီက find the value of b ခင်ရဲ့တံပိုးလေးကိုဘာလို့ပြရမလဲရှာပြရဆက်သက်ဘာဖြစ်ရင်လဲဆိုလို့ရှိရင် CD is perpendicular to AB CD နဲ့ AB က perpendicular ဖြစ်တယ်ဆိုလို့ရှိရင် K ရဲ့တံပိုးကိုရှာပြရအဲ့တော့ perpendicular ဖြစ်မယ်ဆိုရင်ကျွန်တော်တွက်နေကြဟုတ်လား perpendicular ဖြစ်မယ်ဆိုရင်ဒီ pattern နှစ်ခုရဲ့ dot plot နဲ့ပြောလိုက်တာဘာဖြစ်မယ်ဆိုရင်0ရအဲ့အဲ့နေပြီးတော့ K ရဲ့တံပိုးလေးကိုရှာပြအဲ့တော့ဘာဖြစ်လိုက်တော့မလဲ ိုက်တော့နမပီကနမပီကဟိုင်းလေဗယ်လူအိုကေကေယူရှာမယ်ဆက်သက် CTH ပါပန်ဒီကူလာ 2AD စင် CD is ပါပန်ဒီကူလာ2ဒီနဲ့ AB နဲ့ perpendicular ဖြစ်တဲ့အတွက်ကြောင့် CD ဘတာနဲ့ A B ကတာကိုဒေါ်လုံးလိုက်မယ်ဆိုရင်ဆရာတို့ဘာရသွားမယ်ဆိုချင်တာလေဒီလိုရအဲ့တော့ CD ဘတာ CD ဘတာဆိုတာကဆရာတို့အခုလေးနေရှားရပြီတော့မိုင်းနံပါတ်ပလက် B by 1ပလက် B B by 1ပလက် B ဒီဘာရလို့ဒီဘိုင်းနံပါတ်ဒေါ် AB ဘတာဆိုတာက ကျတို့ AB ဘတ်တာဆိုတာကကောင်းနေနော်။ကောင်းနေတယ်မြင်ရနော်။နားလေရပါပြီလို့ဆိုရင် AB ဘတ်တာဟုတ်လား။အဲ့တော့330 AB ဘတ်တာက330 equal to 0အဲ့တော့ဒဲမြောက်ပေါင်းမယ်။သူတို့နှစ်ခုကိုဆရာတို့မလုပ်ရမယ်ဆိုလို့ရှိရင်ဒဲမြောက်လိုက်ဟုတ်လား။သူ3နဲ့မိုင်းနဲ့ 1เนี่ยจ้องมาสู้เสียรู้บายได้เลยสู้รู้สิ -3 black 3 by 1 black กี่เนี่ย3เนี่ยจ้องมาสู้33นี่9 by 1 black กี่ black ตอนนี้จ้องจ้องมั้ย33นี่9 by 1 black กี่9 by 1 black กี่ black 0เนี่ย -4 เนี่ยจ้องတော့0คือဟုတ်ပြီအဲ့တော့ -3 လေးကြာဘာလို့လဲဆိုတော့ကိုဘက်ကိုပို့လိုက်တယ် မိုင်းနက်3တွေဟိုဘက်ကိုပို့လိုက်မယ်ဆိုလို့ရှိရင်ဘယ်မှာပါကြမလဲဆိုလို့ရှိရင်9 plus 9 by 1 plus k 1 plus k ဒါအစ်စ်အစ်စ်ကျော်လိုက်တော့မယ်ပေါ့မိုင်းနက်3တွေကိုဟိုဘက်ကိုပို့လိုက်မယ်ဒီနှစ်ခုကိုပေါင်းမယ်ဆိုရင်ဘာရမလဲဆိုရင်18 by 1 plus k 18 by ဝါပလတ်ဒီဆိုတာမိုင်းနဲ့တူဒီဘက်ရောက်တော့မဖြစ်သွားမယ်ဆိုရင်ဒီရဒါလေးနားလိုက်နော်ဟုတ်ပြီဒါဒီမာနေဟိုဘက်ဒီဘက်ကိုဒါရှင်းမယ်သူတို့ရှင်းချင်မယ်သူတို့ရှင်းရက်တယ်သူရှင်းပြီလား33 36 28အဲ့တော့ကျွန်တော် crossing ညောင်းလိုက်မယ်1 plus d နဲ့စစ်နဲ့ crossing ညောင်းလိုက်တဲ့ခါမှာ1 plus d equal to စရတော့ခေ equal to ဘာရလဲဆိုတော့5ဟာလက်နော် ဲ့တော့အခုကြံသေးတဲ့နမတ်စီလေးက for the a bad value of အခုရလာတဲ့ခေတံမူလေးကိုအသုံးပြုပြီးတော့ find the coordinates of ဒီရဲ့ coordinate အမှတ်တွေကိုမလုပ်ရမှာဆိုရင်ရှာပေးရအခုရလာတဲ့ခေတံမူ5ကိုအသုံးပြုပြီးတော့ဒီရဲ့ coordinate ဆိုတာကိုမလုပ်ရမှာဆိုရင်ရှာပေးမယ်ခေတံမူက5ဖြတ်လိုက်တော့ အဲ့တော့ခွန်းမက်စီကအကူရလာတဲ့ခွန်းခြေချံဘူးဖိုက်ကိုအသုံးပြုပြီးတော့ဒီရဲ့ coordinate မှတ်ကိုရှာမယ်ဒီရဲ့ coordinate မှတ်ကိုရှာမယ်ဆိုဘယ်မှတ်နဲ့ရှာမယ်ဆိုကျတော့ရှာထားပြီးသားအသုံးပြုပြီးသားဖြစ်တဲ့ကျတော့ CD အမှတ်ကနေရှာမှာပေါ့နော်အဲ့တော့ CD ဘက်ကနေရှာမယ် CD ဆိုတာက CD ရပါလေဆိုရင် CD က minus 1 plus CD ဆိုတာက minus 1 plus 3 by 1 plus K 3 by 1 plus K minus 4အဲ့ဒီ CD ကနေပြီးတော့ D ရဲ့ coordinate အမှတ်ကိုရအောင်ရှာအဲ့မှာကျွန်တော် K ရဲ့တန်ဖိုးလေးကို5အစားသွင်းပြီးတော့တက်ပြရအောင်ဟုတ်နော်အဲ့တော့ CD ဆိုတော့ဘာနဲ့ဘာနဲ့ဘာထည့်ရပါအောင်လုပ်တာလဲဆို OD ဘက်တာတွေကနေ ော့ OC ဘတာကိုဘာလို့တားဆိုရင်လှုပ်ထားတာအဲ့တော့ခေနေရာမှာဆရာတို့ fight လေးကိုသွင်းလိုက်မယ်ဆိုဘာရသွားလဲဆိုမိုင်းနက်1 plan 3 by 6เนาะတော့ဘာလို့လဲဆို3 by 6 minus 4ဒီစနားလဲမယ်နော်ဟုတ်ပြီဆရာတို့ဒီ minus OC equal to ။ဒေါင်းလေးရှိမှဆိုရင်1/2 1/2နဲ့ -1 နဲ့ဆိုလို့ရှိရင် -1/2 ပါ။ -1/2 ဒီကောင်လေးကဘာဖြစ်လဲဆိုရင်1/2ကောင်းပါ -1 အားလေနော်ဟုတ်ပြီ ဆယ်လို့လိုချင်တာကဘာလို့လိုချင်တာလဲဆိုရင်ဒီရဲ့ coordinate အမှတ်ကိုလိုချင်တာအဲ့တော့ဒီရဲ့ coordinate အမှတ်ကိုလိုချင်လို့ရှိရင် OD လေးကိုဆရာတို့ထားခဲ့ပြီးတော့ OC ကိုပုံကိုပို့လိုက် minus 1 minus 1 minus 2 minus 4 plus minus 1 minus 1 minus 2 minus 4 plus OC ဘက်တာ OC ဘက်တာကဆရာတို့လောက်ရပြီ တတန်းလေးရောပဲတွက်လိုက်တော့မယ်။ငောင်းကပူလီပဒါအဲ့တော့ minus 1 by 2နဲ့2နဲ့ရှင်းမယ်ဆိုလို့ရှိရင် minus 1 by 2နဲ့2နဲ့ရှင်းမယ်ဆိုလို့ရှိရင်နှစ်နှစ်လီလေးလေးနဲ့ minus 1နဲ့ဆိုတော့3 by 3 by 2ရတယ်။နောက်တစ်ခု1 by 2နဲ့1နဲ့ရှင်းမယ် 1 by 2နဲ့1နဲ့ရှင်းရဆိုရင်2 by 2 1 by 2ဆိုတော့သူလည်း3 by 2ဘာလဲ for the solution ဆိုလို့ရှိရင်ဘာရလို့ဖြစ်ရှိလဲကျောင်းလို့ကြီးရမယ်ဒါက OD ပတာသူမေးတာက OD ပတာကိုမေးတာမဟုတ်ဘာကိုမေးတာဆိုလို့ရှိရင် D ရဲ့ coordinate map ကိုမေးတဲ့အတွက်ကြောင့်ဘာလို့အဖြေလေးကိုတိတိကျကျပြောပြမယ်ဘယ် coordinate of D is ်လေကိုအော်ဒီနေဆိုတော့ D is ဘာဖြစ်လဲလဲ3 by 2 comma 3 by 2 comma 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီကိုသုံးခုတော့ပြီးသွား။နားလည်ပြီနော်။